အစ္စရေးသမ္မတအိုက်ဇက်ဟဲဇော့ခါအမေရိကန်သမ္မတဒေါ်နယ်ထရန့်စီကနေဝင်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုကိုလွန်ငင်းခွင့်ပေးဖို့တိုက်တွန်းထားတဲ့စာတစောင်ကိုလက်ခံရရှိခဲ့ကြောင်းဟဲဇော့ရဲ့ရုံးခန်းကနော်မာလာ၁၂ရက်နေ့ဗုဒ္ဓဦးနေ့မှာပြောကြားခဲ့ပါတယ်နေတန်ယာဟုဟာအဂတိလိုက်စားမှုဆိုင်ရာရုံးတင်ဆက်ဆဲမှုကိုကာလကြာရှည်ရင်ဆိုင်နေရပြီးထရန့်ဟာသူ့ရဲ့ယင်းဤတဲ့မဟာမိတ်အတွက်လွန်ငင်းခွင့်ကိုအချိန်ကြီးတောင်းဆိုခဲ့ပါဗျ။နေတန်ယာဟုကလည်းဆွဲချက်တွေကိုညှင်းဆို့ထားပြီးအပြစ်မရှိကြောင်းကိုခြေပခဲ့ပါဗျ။ တမရဟဲလ်ဇာရဲ့ယုံခံကလည်းတမရရဲ့လွန်ငင်းခွင့်တောင်းခံသူတိုင်းဟာ သတ်မှတ်ထားတဲ့လုံထုံးလုံနည်းတွေအတိုင်းတရားဝင်တောင်းဆိုမှုတင်သွင်းရမယ်လို့ပြောပါရယ်ဗုဒ္ဓုံးနေနောက်ပိုင်းမှာနေတရာဟုတ်ကသမရထရက်ရဲ့မယုံနိုင်လောက်အောင်ထောက်ခံမှုအတွက်ကျေးဇူးတင်ပါရယ်ပုံမှန်အတိုင်းသူဟာလူရင်းကိုအရှိတိုင်းတိုက်ရိုက်ပြောဆိုခဲ့ပါရယ်လို့ X မှာ post ထင်ခဲ့ပါရယ်ဒေတန်ယောက်ဟာစီးပွားရေးသမားတွေစီကနေလက်ဆောင်အဖြစ်အစ္စရေး3ငွေကြေးရှက်ကယ်9သိန်းနီးပါးဒေါ်လာ2သိန်း11,832လက်ခံရယူခဲ့တဲ့ဆိုရယ်ဆွဆွဲချက်တွေအပါအဝင်အမှု3မှုနဲ့2019ခုနှစ်မှာတရားစွဲဆိုခံခဲ့ရ ာဖြစ်ပါရဲ့ရှင်။